ဒီနေ့23ရက်နေ့ဧပြီ2025ညငါနေ့ညနေပိုင်း4:50ခွန်ရှိပြီဈေးရောက်ကျင်တာဗာလဲဆိုတော့ကျမတို့ကအိမ်ထဲမှာရောင်းလို့မရဘူးလေသူတို့ကပေးမရအောင်ပေးမရအောင်တော့အိမ်ပြေမှာထွက်ရောင်းရတယ်အိမ်ပြေမှာထွက်ရောင်းရတော့ဗာလဲဆိုတော့မိုးလာမလားမလားလားဆိုတာမသိရအခုမိုးကရွာကန်ကြီးဖြစ်နေပြီပေါ့နော်မိုးကအာကြည်နေဒီနေ့ဗာလဲဆိုရင်နေ့ကင်း တနာရီ35ခန်းရအဖေနဲ့အမေနှစ်ယောက်သားအပြင်ထွက်သွားတယ်။ညနေပါ၄နာရီကျော်လောက်မှပြန်ဝင်လာ၄နာရီခွဲလောက်မှနဲ့တူတယ်၄နာရီ32လောက်ဖြစ်နေတယ်။ပြန်ရောက်လာတယ်။အဖေနဲ့အမေကအပြင်ကပြန်လာပြီးတော့သူတို့ဘာမှမပြောဘူးပေါ့နော်။သူတို့ဘာမှမပြောဘူး။ကျမတို့ကဘာမှမပြောဘူးဆိုတော့ကျမတို့လည်းမကြားလိုက်ဘူးကျမတို့ရေချိုးနေတယ်သူတို့ပြန်ရောက်လာကျမတို့အပြင်ထွက်လာတော့သူကအမေကနေပြီးတော့စကားတခုံးပြောလိုက်တာကိုကြားတယ် ဟာပြဲ तू तू ရဲ့နဲ့ညစီတိုက်ရအောင်မှာပဲဆိုပြီးတော့အိမ်ဘော်ဓာတ်ကို အဖေ့စီကို တကူးတကကျိုးချပြီးတော့ဆေးလေးတစ်လုံးထည့်ပေးလိုက်ဆေးကတိတ်တိတ်လေးနော်တဲ့အဲ့လိုပြောတယ်ဆေးကတိတ်တိတ်လေးနော်တဲ့အဲ့လိုပြောတယ်အဖေကမန္တကယ်ကအကယ်၍သူတို့ဒီလူတစ်ယောက်ဆေးတောက်မယ်ဆိုရယ်သူတို့တိပြီးသားတိပိတာဖြစ်တဲ့အတွက်အဖေနဲ့အမေကပြန်ရပြန်လာတူတူပြန်လာတယ်ဆိုရင်အိမ်ထဲကိုအရင်ရောက်တယ် အိမ်ထဲကိုအရင်ရောက်တယ်အောက်ထပ်အိမ်ထဲရောက်တယ်တခါတည်းအဖေကိုတိုက်ဆိတ်ခြင်းနဲ့ဆေးဆိုရင်တခါတည်းဒါကနေယူသွားဆိုပြီးတော့အိမ်ပေါ်ယူသွားမှာဒါပေမဲ့မဟုတ်ဘူးသူ့လို့ကပါလဲဆိုဟဲ့နဲ့သူ့ရဲ့ညသူ့ရဲ့ညစေညစေတိုက်ရအောင်မှာပဲဆိုပြီးတော့တခါထပ်ပြီးတော့ပေးလိုက်တယ်အဖေတဲဆေးနှလုံးကိုကျွန်မတွေ့ဘူးတယ်အဝါရောင်လေးကိုဂျီနဲ့ကိုရီးယားစာတန်းလေးနဲ့အဝါရောင်အလုံးကြီးလေးတော်တော်လေးကြီးတယ် လက်မလက်တန်းကုန်လောက်ရှိတယ်အဲ့ရတလုံးရင်နောက်အဖြူရောင်အဲ့လိုပဲလက်မလက်တန်းကုန်လောက်ရှိတဲ့စဝိုင်းပုံစံပေါ့နော်ပြပြလေးအဲ့လိုမျိုးနှလုံးတောက်တာပဲတွေ့ရတယ်အသေးလေးမလုံးဝမပါဘူးသူတို့တုံးတဲ့သူဆိုတာကျမကိုပြောတာဖြစ်ကောင်းဖြစ်နိုင်တယ်ဓာတ်ရိုက်မဟုတ်ပဲနဲ့ကွယ်ဝပြီးပြောတာပေါ့နော်ဒါပေမဲ့ကျမဒီဘယ်ဆရာဝန်မမမပြထားဘူးမပြထားပဲနဲ့အဲ့လိုမျိုးပေါ့နော်ကိုယ့်ရဲ့ခွင့်ပြုချက်မရပဲနဲ့ကိုယ့်ကိုအယူတွေကိုတိုက်တဲ့ဆေးကို ဲ့လိုမျိုးပေါ့နော်အဲ့ချိန်မှာပါဇက်တဲ့ထည့်ပြီးတော့အတင်းနှာခေါင်းပါဇက်ပိတ်လိုက်ပြီးတော့အဲ့လိုမျိုးပေါ့နော်မသိကိုမသိရဲ့အချိန်မှာအဲ့လိုမျိုးတိုက်ခံရလို့အဲ့လိုမျိုး victim တားကောင်ဖြစ်နေလို့ရှိရင်ဘမပြီမှာဘာမှမလုပ်ပေးနိုင်ဘူး။ဒါလည်းဆိုဥပဒေမဲ့နေတာပေါ့နော်။အဲ့လိုမျိုးနဲ့ခဏခဏရှိဘူးလေ။ဘာဖြစ်လို့လဲဆိုတော့ကျမဘလို့သိရလဲဆိုတော့စီးတွေမှာ side effect ရှိတဲ့ allergy ရှိတယ်။ကျမကတွေးရ allergy အရန်ထတယ်တွေးမျိုးစား။ ပါမတက်ရတခုခုစားလိုက်တာ ਨੇ ဆေးတော်တော်များများမတက်အလာဂျီတွေထလာတာအဲ့လိုမျိုးကျမကျမမသိပဲ ਨੇ ဆေးတွေတိုက်ခတ်နေရတာ